မင်္ဂလာပါရှင်ဒီ channel လေးကနေပြီးတော့မြန်မာသားယင်းနီးမြန်မာသားဖန်နီးနဲ့စကားပြောဆိုနီးလေးတွေအပြင်အတန်းစဉ်အလိုက်မြန်မာသားဖတ်စာလေးတွေကိုသင်ကြားပေးနေတာဖြစ်ပါလေရှင်ဒီနေ့တော့တသမာတန်မြန်မာသားဖတ်စာမှာပါဝင်တဲ့တီကုံးပန်းတွင် နေတိုင်းစဉ်ဆိုတဲ့ကြပြလေးကိုပြုဆိုဖတ်ပြပေးသွားမှာဖြစ်ပါတယ် ကြပြလေးကို မရွတ်စုံမဖက်မဖက်ပြခင်မှာဒီကြပြလေးကို ရေးဖွဲ့ခဲ့တဲ့ရှင်မဟာရထတာရရဲ့အကြောင်းလေးကိုအနည်းငယ်ပြောပြခြင်းပါတယ်ဒီတီကုံးပန်းသွင်းနေ့တိုင်းစဉ်ဆိုတဲ့ကြပြလေးဟာဧကပိုက်ယတုကြပြမျိုးအစားဖြစ်ပါတယ်သူစီပုပါဝီလီတိတာအစရှိတဲ့ ဤကပြာဟာအင်းဝခေယဟန်စာဆို ရှင်မဟာရထသာရဆက်ဆိုခဲ့တဲ့ကပြာတပုတ်ဖြစ်သည် ရှင်မဟာရထသာရကိုတက်ကရစ်130ပြည့်နှစ်ခရစ်နှစ်1468ခုနှစ်တွင်မွေးဖွားသည်ဇာတိမှာအင်းဝဖြစ်သည်ငယ်မီမှာ မောင်မောက်ဖြစ်သည် မင်းဆွေစိုးမျိုးဖြစ်၍ နန်းတွင်းမှာကြည်ပြင်းခဲ့သည်ဝရစက်ကပါလမထေနှင့်တီဟိုရောက်ဆရာတော်ကြီးတို့ထံတွင်နက်ခတ်ဘေရင်ဆန့်အလင်္ကာပါဠိတက္ကဒစသည်တို့ကိုတင်အံလေ့လာခဲ့သည် ရှင်မဟာရထသာရသည်အင်းဝခိပြုတ်ကြပြလောကကို ရှင့်ဆောင်ပြုတ်ထောင်ခဲ့သူတူဖြစ်သည်ဗုရိတ္တဇပောင်းကံပြုတ်ကိုကံပြုတ်ဂံမီတာရပြုတ်တံဝရပြုတ်တို့ကို ရေးသားခဲ့သည် တရာဥဒီမောကွန်ပုံတောင်နိုင်မောကွန်ရွှေဆက်တော်သွာတော်လာဆုံးမစာများနှင်းရတူများကိုလည်းရေးဖွဲ့ခဲ့သည်တန်ဝရပြို့ကို နောက်ဆုံးရေးပြီးနောက်မြန်မာတက်ကရစ်862ခုနှစ်ခရစ်နှစ်1530ခန့်တက်တော်62နှစ်တွင် ပြည်မြို့၌ပြန်လည်တော်မူသည် သူစီပုပါဝိလိတိတာခြီကပြာကိုယတုပုံစံဖြင့်ရေးဖွဲ့ထားသည်တပိုက်ထဲရေးဖွဲ့ထား၍ဧကပိုက်ယတုဟုခေါ်သည်ယတုကို လေးလုံးဆက်နီးဖြင့်ရေးဖွဲ့သည်ဤယတုသည်ចောင်းသားလူငယ်တို့အတွက် စာပေတင်ယူလေးလာနီးကို ဖော်ညွှန်ပြထားသောကပြာဖြစ်သည်ရှေးခေတ်ပညာသင်ကြားရေးစနစ်ကိုသိရှိနိုင်သည်ဒါလေးကတော့ တီကုံပန်းတွင် နေတိုင်းစဉ်ကြပြကိုရေးဖွဲ့ခဲ့တဲ့ရှင်မဟာရထသာရရဲ့အကြောင်းလေးကိုပြောပြခဲ့တာဖြစ်ပါတယ်။ကဲဒါဆိုတီကုံပန်းတွင်နေတိုင်းစဉ်ကြပြကိုရွတ်ဆိုကြည့်ရအောင်။တုစီပုပါဝီလိတိတာအခရာဆွဲသုံးဤရှလုံးကိုတီကုံပန်းတွင်နေတိုင်းစင်လော့ စာသင်ပြုနုအခြေပြုတို့ဥစုဘူးတလုံးလပြင်းစွာသုထက်ငါဟုနှုတ်မှရွရကျိုးပန်းကလင်သိပ္ပကျေစု အထူးသိမြင်ပညာရှင်ဟု မထင်မပေါ်မကြော်သောပဲတီမာလွဲအံအယဲကျိုးကုတ်ကျယ်ရန်ဆုတ်တို့အာထုတ်ခုံမင်းမသိမအံမကြံမမေးဆွေးနွေးရောနောပြောဟောမဲ့တွေပေချက်ရည်ဖြင့် ကုံစင်စန်းသာတင်ကြပါလဲဘဲမကုံရှင်ကြော်သောထင်ချိန်စာတင်ဟူကကြမ်းထိုမြကိုတွဲကမရှောင်းကြောင်ပစွန်စားကြွကြွဝါတို့လွှာသားပမာကြောက်ထက်စာတို့လိုရာရအောင်ကြံဆောင်လက်ကျအ내အတိတ်ပဲနှုတ်ဝဲရွရွထားချေမတီတစားပေါ်လင်းချီစငင်တို့တပင်ပွဲမှောက်ဆိုရေးရောက်က လမ်းကြောင်းမရှိတရီမြဲခိုင်ကြောက်တိုင်ပမာကေတရာတို့ယွန့်ရှာမဲလျင်စိုခင်းနီးနာအဖျားဖျားကို မကြာနှုတ်လျှောက်ခန့်ချင်းထောက်လောအဲ့လောက်ဖွယ်တာကာရာပတ်တာစကားဝိုက်လီစီရှေရှေတီစကားကြီးကစတီထိုထိုဝီဂျိုဝဝီဂျိုဝစနက်ဒဲရပစ္စည်းထုံးနီးပမာကာရာစန်းကိုင်း ကရိုင်းထန်စစ်ဖွင့်လက်တိကအထကထာပါဠိထက်အောက်အောက်ထက်ညှိ၍ကဝိလက္ခဏာအဖျားပြားကိုတေချာစီးစဆိုးဝန်းကလင်ဘဝဤတွင်ခုမျက်မြင်လဲမထင်ပေမှာရှိပြီအံတန်တရာလဲပမာကဲလွန် အစုံစုံမူညီမွန်တုလော့သုံးလူနဲ့ဝဲအကျုပ်ဘယ်မှာဝေးတော်မီဒါကတော့ရှင်အရှင်ရှင်မဟာရထသာရရေသာတီကုန်းခဲ့တဲ့တီကုန်းပန်းသိနေတိုင်းစဉ်ဆိုတဲ့ကြပြလေးကိုဖတ်ပြခဲ့တာဖြစ်ပါတယ်ဒီကြပြလေးရဲ့ရည်ရွယ်ချက်ကတော့ပညာရေးနဲ့ပတ်သက်ပြီးတော့စာသင်သားတို့ကျိုးသားအထောက်မှုထက်တံမာကမြည်တို့အကျိုးရှိမီရှေးခေတ်တုန်းကတော့စာသင်သား ယဟန်တန်ဃာတော်တွေပေါ့နော်အခုခေတ်ကတော့ចောင်းသားတွေပေါ့အာထုံမှုယောနေပါကမြည်တို့အကျိုးယုံမီဆိုတာကိုရေဖွဲ့ထားတာဖြစ်ပါတယ်သူစီပုပါ ဝီလိတိတာအခေယဆွဲသုံးဤရှင်လုံးကိုတီကုံးပန်းတွင် နေတိုင်းစင်လောတဲ့နော်သူစီပုပါဝီလိတိတာဆိုတာ ပါလဲဆိုတော့သူ့ဆိုတာသူ့နေရကိုခေါ်တာသူ့နေရကြားနာရဤတဲ့စိဆိုတာစိန်တေရကြံရဤတဲ့ပုတ်ဆိုတာကပုတ်စေရ မေးရဤတဲ့ဘာဆိုတာဘာသေးရပြောဆိုရဤဝိဆိုတာဝိစာရေရစူးစမ်းစင်ကြင်ရဤတဲ့လိဆိုတာလက်ခေရသူကတော့လိခေရလို့ ရေးတယ်ဖတ်တော့လိတ်ခေရရင်းမှတ်ရဤတဲ့တိဆိုတာတော့တိတ်ခေရလက်ကျင်ရဤတဲ့ဓာဆိုတာဓာရေရနှုတ်တဲ့ဆောင်ရဤတဲ့เนาะဒါကတော့သူစီပုပါဝိလိတိတာရဲ့เนาะအတိတ်ပဲလေးတွေကိုပြောပြခဲ့တာเนาะဒီသူစီပုပါဝိလိတိတာဆိုတဲ့ဒီအခေယရှင်လုံးရဲ့အတိတ်ပဲအတိုင်းပဲเนาะနေ့စဉ်နေထိုင်ရနေထိုင် နေထိုင်နေထိုင်ရမှာနေထိုင်ရမှာဖြစ်ပါတယ်တဲ့เนาะကြားနာရမယ်ကြံစီရမယ်မေးရမယ်ပြောဆိုရမယ်စူးစမ်းစင်ကြင်ရမယ်ရေးမှတ်ရမယ်လေ့ကျင့်ရမယ်နှုတ်တဲဆောင်ရမယ်တဲ့ကဲဒါဆိုဆက်ကြည့်အောင်စာတင်ပြို့နှုအခြေပြို့တို့ဥစုဘူတလုံးလပြင်းစွာသူထက်ငါဟု့ နှုတ်မှာရွရကြိုးပန်းကလင်သိပ္ပဂျေစု အထူးသိမြင်ပညာရှင်ဟုမထင်မပေါ်မကြော်စောပဲတီမာလွဲ့အံဒါလေးကတော့စာပေလက်ချင်းကျိုးသားချင်းရဲ့ကောင်းချင်းလေးပေါ့နော်စာတင်သားတွေဟာလုံးလပြင်းပြစွာနဲ့ဖြောင်းမတ်စွာနဲ့စာကိုနော်နှုတ်မှာတဖွားဖွားတရွရွရွတ်ဖက်လေ့လာကြရင်ဖြင့်နော်ဒီစာပေရဲ့အကျိုးကျေးဇူးဟာ เนาะတနေ့မှာအထူးထင်ပေါ်ကြော်စားကြော်စားမယ်ဆိုတာကပြေးမလွတ်ပါဘူးတဲ့အဲ့နောက်တစ်ပိုက်ကြည့်ရအောင်အရင်ကျိုးကုတ်ကျဲရင်ဆုံးတို့အထောက်ခုံမင်းမသိမအံမကြံမမေးဆွေးနွေးရောနော်ပြောဟောမဲ့တွေပေချက်ရည်ဖြင့်ကုံစီစမ်းတာတင်ကြီးပါလဲဘဲမာကုံရှင်ကြော်သောထင်ချိန်ညနော်စာတင်သားတွေဟာနော်ကြက် တက်နော်ကြက်ရဲတွေဟာမစုံမဆိုင်မဲရှေ့ကိုတိုးပြီးတော့နော်စ조사တယ်လို့မ조사ဘူးเนาะမတင်ဘူးမအံဘူးမကြံဘူးမမေးဘူးဆွေးနွေးရောနှောမှုမရှိဘူးเนาะပေချက်ရည်တွေနဲ့သာအချိန်ကုန်မယ်ဆိုလို့ရှိရင်တဲ့ကြော်စောက်မှုဆိုတာเนาะဘလို့မှရလာမှာမဟုတ်ပါဘူးတဲ့ကဲဒါဆိုရင်စက်ကြည့်အောင် စာပေဟူသည်။ထိုကျမ်းမြကိုကျမ်းထိုမြကိုတွေးကမရှောင်းចောင်းပစွန်စာကြွကြွဝါတို့လွှာသားပမာចောက်ထက်စာတို့လိုရာရအောင်ចန်ဆောင်လိကျက်အ내အတိတ်ပဲနှုတ်ဝဲရွရွထားကြည်မတည်တဲ့စာသင်သားတွေဟာနော်စာသင်ကိုသင်ကြားထားတဲ့စာတွေကိုចောင်းကနေပစွန်ကိုစားသလိုကြွကြွနဲ့ဝါစားသလိုပဲနော် စာတင်ထားတဲ့ကိုသင်အန်လက်ကျက်ထားတဲ့စာတွေကိုစာတွေရဲ့အ내အတိတ်ပဲကိုနှုတ်ဝယ်ရွရွရွတ်ဆိုအမြဲတမ်းရွတ်ဆိုပြီးတော့အ내အတိတ်ပဲကိုရွတ်ဆိုပြီးတော့တိတိရှိကြံဆောင်လက်ကျင်နေရမှာဖြစ်ပါတယ်တဲ့ကန်ဆက်တရားတစပေါ်လင်းခြေစငင်တို့တပင်ပွဲမောက်ဆိုရဲရောက်ကလမ်းကြောက်မရှိတရီမြဲခိုင်ကြောက်တိုင်ပမာကေတရာတို့ ညွန့်ရှာမဲ့လျင်စိုခင်းနီးနာ အဖျားပြားကိုမတာနှုတ်လျှောက်ခန့်ချင်ထောက်လောတဲ့နော်ဒီစာပေကိုနှုတ်ဝဲရွရွလိလာထားတဲ့စာသင်သားတွေဟာတဲ့နော်လူအများလူအများပွဲလန်းတဲ့ပင် လူအများတွေရဲ့ရှေ့မောက်ကိုရောက်ပြီဆိုလို့ရှိရင်တဲ့သူတို့ဟာနော်ကြောက်လန့်မရှိဘူးနော်ခိုင်မြဲတဲ့သတိတွေနဲ့နော် မရင်မရင်ကြောက်တိုင်တကက်တော့เนาะလူဒီကြောက်ရွံ့ချင်းအလင်းကင်းတဲ့ကေတရာသာချင်းသေးမင်းကက်တော့ပဲเนาะအစစကားအစเนาะဒဇပေါ်လာတာနဲ့မြာသူကเนาะအဲ့အစလေးကိုဆွဲပြီးတော့ဒီအဖြေကိုနှုတ်ဝဲเนาะနှုတ်ဝဲမကြပြောဆိုကြောက်ဆိုတတ်ကြပါတယ်တဲ့ကဲဆက်ကြည့်အောင် အဲ့လောက်ဖွယ်တာကာရာပတ်သားစကားဝိုက်လီ စီရှေရှေတီစကားကြီးကစတိထိုထိုဝိဂျိုဝစနက်ဒန်းရပစ္စည်းထုံနီးပမာကာရာစံခိုင်ကရိုင်းထန်စစ်ဖွင့်လစ်တိက အထကထာပါဠိအောက်ထက်ညှိ၍ကဝိလက္ခဏာအဖျားဖျားကိုတေချာစိစသုံးဝင်းကလည်းဘဝဤတွင် ခုမျက်မြင်လဲမထင်ပဲမှာရှိပြရန်အန်တဲ့နော်သူတို့ပြောတဲ့နော်ဒီလူအများရှိမှစကားပြောဆိုတဲ့နေရာမှာတဲ့နော်သူတို့ကအံ့ဩဖွယ်ကောင်းလောက်အောင် ကာရာတွေပါဠိတွေပါဠိပတ်သားတွေနဲ့ပြောဆိုတတ်ကြတယ်တဲ့ဒီအထက်မှာစကားကြီးဆိုတာရှိတယ်စကားကြီးဆိုတာစကားကြီး၁၀မျိုးကိုပြောတာဖြစ်ပါတယ်အဲ့ဒါကဘာတွေလဲဆိုတော့ ရေကူးညာတင် စကားပြောနေကောက်ပင်ရိပ်လီ စကားပြောနေရေစီးဖောင်ဆန်ပြောနေအိုးတန်ဆန်ခန့်ပြောနေစီပုတ်ကြပွေပြောနေစင်ဝင့်ရန်ဆောင် ပြောနေတောင်သူရာခုံပြောနေနဲ့ကျက်စုတ်ခုတ်ပြစ်ပြောနေနဲ့ရေစီကရပြောနေခတ်တင်မောင်းနေပြောနေဆိုပြီးတော့ရင်ဒီစကားကြီးဆယ်ကုန်းအတိုင်းမဲ့သူဟာကြွန့်ကျင်စွာနဲ့နော်အထက်အောက်နော် အပြန်အလှန်ညှိပြီးတော့နော်ပြောဆိုတတ်ကြတယ်တဲ့သေသေးချာချာနော်ချိန်ဆပြီးတော့နော်ပြောဆိုတတ်ကြတာအလွန်အံ့ဩဖွယ်ကောင်းလာပါတယ်တဲ့ကဲဆက်ကြည့်အောင်တန်တရာလဲပမာကဲလွန်အစုံးစုံမူညီမုံတုလော့တုံးလူနဲ့ဝဲအကျုပ်ပင်မှာဝေးတော်မီတဲ့ဒီလိုလူပုံအလူပုံအလဲလူအများ အလဲမှာပြောဆို နော်ပြောဆိုတတ်တယ်လို့ပဲ စကားကြီးဆယ်ကုန်အတိုင်းပြောဆိုတတ်တယ်လို့ပဲတဲ့တန်တရာလောကမှာလည်းပဲတန်တရာနေပြီးတော့ရင်လွတ်မြောက်အောင်ကျင့်တော်မူတဲ့နေရာမှာနော်ပွင့်တော်မူပြီးတဲ့မြတ်စွာဘုရားတို့ကျင့်ကြံကြိုးခုတ်အထောက်ခဲ့တယ်လို့ပဲနော်ဒီစာသင်သားတွေကလည်းနော်တန်တရာလွတ်အောင်လို့ကျင့်ကြံကြိုးခုတ်အထောက် နိုင်မယ်ဆိုရင်ဘဲမှာတန်တရားနေမလွတ်မြောက်ပဲရှိနိုင်ပါမည်နည်းဆိုပြီးတော့ယင်ဒါရှင်မဟာရထတာရာကတီကုံးပန်းသွင် နေတိုင်းစဉ်ဆိုပြီးတော့စာတင်သားတွေကို စာတင်ဖို့အတွက်เนาะရေးထားတဲ့ကြပြားလေးဖြစ်ပါတယ်။ အခုပြောသွားခဲ့တာတော့ဒီဒီကုန်းပန်းသွင်းနေ့တိုင်းစဉ်ဆိုတဲ့ကြပြလေးကိုတအားတက်၍ဇကပြေပြန်ပေးခဲ့တာဖြစ်ပါတယ်ဒီကြပြလေးထဲမှာဆိုရင်ခက်စစ်အဖွင့်53လုံးအထိပေးထားတာတွေ့ရမှာဖြစ်ပါတယ်ခက်စစ်အများဆုံးပေးထားတဲ့ကြပြလေးဖြစ်ပါတယ်နံပါတ်1ကကရိုင်းကရိုင်းဆိုတာအခရာအတန်တို့ရဲ့ဖြစ်ကြောင်းနံပါတ်2ကကဝီလက္ခဏာ ကဝိလက္ခဏာဆိုတာပညာရှိစာဆိုတို့ဤတဘောလက္ခဏာနံပါတ်3ဟာကေသရာလေဆံမွေးရှိတဲ့ခြင်သိနံပါတ်4ဟာကုံစေစမ်းတာကုံစေယုံမျှတာနံပါတ်5ဟာကြောက်ထက်စာကြောက်ပေါ်တွင် ရေထိုးထားသောစာကြောက်စာနံပါတ်6ကခန့်ချင်ထောက်ခံမှန်းချင်ချင်ထောက်ထားသည်ခုံခုံမင်းစုံစုံမဲ့မဲ့ချိန်ချေအပ် ဂါတာစံကြံစီကံတို့နှင့်အညီရေးဆက်ထားသောပါဠိကဗျာစကားကြီးစကားကြီးစကားကြီးဆယ်မျိုးနံပါတ်1ရေကူးညာတင် ပြောနီနံပါတ်2ကောက်ပင်ရိလီပြောနီနံပါတ်3ရေစီးဖောင်ဆန်ပြောနီနံပါတ်4အိုးတန်ဆန်ခတ်ပြောနီနံပါတ်5စီပွေ့ စီပွန့်ကြပွဲပြောနီနံပါတ်6စင်ဝင့်ရန်ဆောင်ပြောနီနံပါတ်9တောင်သူရာခုပြောနီနံပါတ်8ကျက်စုတ်ခုတ်ပြေပြောနီနံပါတ်9ရေစေရေစေကရာပြောနီနဲ့နံပါတ်10ခတ်ခတ်တင်မောင်းနေပြောနီဆိုပြီးတော့ရင် စကားကြီး10မျိုးနောက်စင်စင်ရှေစင်ရှေဆိုတာရှေအစင်အလား ဆိုခင်ပြောဆိုရန်အကြောင်းစီးစစီးပူးချိန်စသည်စံကိုင်းစံကြမ်းနှင့်အညီရေးဖွဲ့ရသော အခရာသုံးလုံးစုအဖွဲပါဠိကာရာဖွဲ့စုံဤအတက်ညီမွန်တုလော့ပွင့်တော်မူပြီးဖြစ်သောကာကုတံဂောနာကုံကတ္တပါဂောဓမမြတ်စွာဘုရားတို့ဤ ်ညီတော်အလားနောင်ပွင့်တော်မူမည်အတုမရှိသောအရိမတေးယာမြတ်စွာဘုရားဒီကာအဖွင့်ကျမ်းအထကထာကိုအကျယ်ဖွင့်ဆိုရေးသားသောကျမ်းထံစကားတန်ဖြစ်ရာလဲကြောင်းအာဆောင်းစသောနေရာတီမှအဘဲမှထုံးနိလိုက်နာပွဲအစဉ်အလာဥပဒေတဓာတ်ပုတ်တခုဤမူလာတီရင်ပမာဥပမာ ပါဠိဗုဒ္ဓဤစကားတော်ဗုဒ္ဓဘာသာစာပေရေးသားရာရှေးဟောင်းဘာသာတစ်မျိုးဖျားဟောတရားတော်ဗုဒ္ဓဤဒေသနာတော်ပေချက်ရှေးခေတ်ကအသုံးပြုသောစာရေးရန်ပြုလုပ်ထားသည့်ပေရွက်ပစ္စည်းအ내ကိုပြည့်စုံအောင်ပုံရင်းတွင်ထပ်ဖြည့်ရသောစကလုံး ပတ္တပါဠိပုံပိတကံစာကိုစာသာပါဠိတော်ပါဠိစကားပြောဟောမဲ့ထွေပြောဟောခြင်း မရှိပဲပွဲမှောက်အများဤရှေးမှောက်မဲ့မရှိရွာရွာပေါ်ပါသွက်လက်စွာယွန်းရှာကြောက်ရွံ့သည် နှင်းအလင်းလုံးဝဝဆနက်စကလုံး၏အနယ်ပုတ်၏အနက်ဝိဂျုံပုတ်၏အနက်ကို အထူးယူစားဖွင့်ပြချက် တပင်ပြောဆိုစည်းဝေးရာအစုအဝေးသူစီပုပါဝီလိတိတာစာပေတင်ယူလေးလာနေမြာသူဆိုတာသူနေရကြားနာရဤစီဆိုတာစိန်နေရကြံရဤပုဆိုတာပုတ်စေရမေးရဤဘာဆိုတာဘာသေးရပြောဆိုရဤဝိဆိုတာဝိစာရေရ စူဆန်စင်ချင်းရာဣလိဆိုတာလိခေယရေးမှတ်ရာဣတိဆိုတာတိတ်ခေယလက်ကျင့်ရာဣဒါဆိုတာဒါရေယနှုတ်တက်ဆောင်ရာဣတဲ့နောက်တန်တရာဘဝတေဖြစ်ချင်းဖြင့်အစင်မပြတ်ပဲအဖန်တလဲလဲကျင်လဲရာဘဝဆက်တိပ်ပအတတ်ပညာအကျွတ်တန်တရာဝိတုခမှာကျွတ်လွတ်ချင်း အနဲ့အတိတ်ပဲသကလုံးပုံဝက်ကြစသည်တို့ဤဆိုလိုရင်းသဘောအယဲကျိုးကုန်ကြည်ရဲဆုပ်တို့ကြည်ရဲတို့ဤမစုံမဆိုင်မဲရှေ့တို့တိုးကစူးစားတကဲ့သို့ဥစုဘူတာ ဖြောင်းမတ်သော အဖြစ် အခရာစာရေးသားရ၌အသုံးပြုသောဘီတရတို့ဤအမှတ်လက္ခဏာသကလုံး အထကထာဖျားဟောပါဠိတော်၏အနက်အဓိပ္ပာယ်ကို ဖွင့်ဆိုသောကျမ်းဆိုပြီးတော့ရင်ဒီခက်စစ်53လုံးအထိပေးထားတာတွေ့ရပါတယ်။အဲဒီနေ့ရုပ်စုဖတ်ပြပေးခဲ့တာကတော့ရှင်မဟာရထသာရရေးသားခဲ့တဲ့တီကုံးပန်းတွင် နေတိုင်းစဉ်ဆိုတဲ့ကြပြလေးကိုရုပ်စုဖတ်ပြပေးခဲ့တာဖြစ်ပါလိမ့်ရှင်။ကျေးဇူးတင်ပါတယ်။